နိုင်ငံရေးအခင်းကျင်းပေါ်မှာရောဗာမများဖြည့်ဆွတ်ပြောချင်တာရှိတယ်နိုင်ငံရေးအခင်းကျင်းကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်မြတ်အကဟိုကရှင်းနေနော်အေးအဲ့ဒါပဲဗျာကျွန်တော်ဒေါသထွက်ဝင်ပြီးရနေဗျာဟိုဖန်းတော်နဲ့လွတ်တာဆိုလို့ရှိရင်ကျွန်တော်ကလွတ်တာကိုကြိုးစားအောင်ပေါ့အဲ့တော့အလွတ်တော်ကိုမကြိုးစားနိုင်ဘူးဆိုလို့ရှိရင်တော့လက်ဆက်ဖန်းတာမလွတ်နဲ့လို့ပြောရမလို့ဖြစ်နေတာပေါ့နော်သူ့ဘာကိုကျေးဇူးမတင်ဘူးဆိုရင်ဆက်ဖန်းခိုင်းတာနေနော်အကြောင်းလဲဆိုတော့ဟိုနယ်ဆင်မန်ဒဲလာဆိုရင်လေအကျဉ်းသားဘဝမှာစပြီးတော့တွေ့ဆုံဆွေးနွေးရေးကိုကြိုးပမ်းခဲ့တယ် အခုလည်းပဲအထူးသဖြင့်တော့ဒေါန်ဆန်းစုကြည်ပေါ့နော်ဆိုတော့သူနဲ့ကြားထဲမှာဆက်သွယ်လမ်းကြောင်းတစ်ခုခုကတော့ရှိမယ်လို့ပဲကျွန်တော်မျှော်လင့်ပါတယ်ဒီဘက်ကကောင်တွေကိုပြောချင်တာပေါ့နော်မဲသူကလောက်တာမဲ့လက်ထိတ်နဲ့ဂျုံပါတော့လေစိတ်မှာစောင့်နေတာတော့ထောင်းထောင်းခါနေပြီတော့အဲ့လိုပုံစံမျိုးနေတယ်ပေါ့နော်ဖအေးဘာပြောပြောမင်းတို့ဘက်ကကောင်တွေကအဲ့လိုမျိုးအကျင့်လေးတွေရပါတော့စောင့်ကျင့်လေးတွေရအဲဒီဘက်ကိုဘယ်လိုပုံစံမျိုးနဲ့ဒုက္ခပေးရမလဲဆိုတဲ့ပုံစံမျိုးပဲစဉ်းစားနေကြတော့ ကလမ်းမရီအားလုံးပဲဘဝဝဘေးနဲ့မေးပေးတာမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Gojer Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ Euro Revolution လို့သွားပေးကြမှာတော့ယနေ့ဘူမာလ28ရက်နေ့တောက်ကြနေရမှာပိုင်းထင်အောင်ဆုံးရရှိတဲ့တင်းချူဝေးတင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ကျွန်တော်မျိုးအားလုံးပဲအဆုံးရှိဖို့ဒီနေ့မှာထပ်မံတောင်းဆိုလိုက်ပါရစေ။ Round 2အနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျိုးစည်းဝါအတွက်နိုင်ငံတော်အာဏာကိုအတင်းတပါမှတရားဖြင့်သိမ့်ပိုက်ထားသေးပါဒီနေ့မှာဆိုရင်တော့1962ရက်တည်တည်ရှိပြီဖြစ်ပါတယ်။မနိုင်ငံတော်ကတရားတာတွင်စစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီးမှာတော့ အခွေးတိုင်းမြိုင်မြို့နယ်မှာ6ကောင်နဲ့မုံမီနယ်ရီးမွနယ်မှာ2ကောင်တီးတီးတီးဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်။ဗရောင်တို့တင်ပုံအနေနဲ့ကတော့ပဲခူးတိုင်းပေါင်းတယ်မျိုးစုံမှာကြံဖို့ပါတီမဲဆွဲဆိုင်ဖို့နေတိုက်ပြီးလဲကြသွားမှုကိုဟားတိုက်ရီမောခဲ့တဲ့ပြည်သူတအုပ်ကိုရွေးကောက်ပွဲနှောက်ရှက်မှုနဲ့ဖမ်းဆီးတဲ့ကြောင်းသိရှိရပါတယ်။ဒါကတော့မုံမာနယ်28ရက်နေ့နဲ့10နှစ်အချိန်မှာပေါင်းတယ်မျိုးလမ်းစုံမှာရှိတဲ့ကြံဖို့ပါတီကလွတ်တော်ကိုယ်စားလှောင်းမြရဲ့မဲဆွဲဆိုင်ဖို့ဟာလေးတိုက်ပြီးလဲကြသွားခဲ့ကြောင်းနဲ့အဲ့လိုလဲကြသွားမှုကို အွန်လေမြို့ပေါ်မှာပြူစောတိခေါင်းဆောင်ဝင်းစောကလာရောက်ကြည့်ရှုပြီးတော့နီးမှပြီးသူတွေကိုဘယ်သူတွန်းလဲရလဲကွာဆိုပြီးတော့မေးပြီးလိုက်လံမေးမြန်းကြောင်းသိရှိရပါတယ်။နီးနန်းကပြီးသူချူကတော့လေတက်၍လဲချသောကြောင်းရှင်းပြကြပါတယ်။အဲ့ဒီချိန်မှာပဲလမ်းဖြတ်သွားတဲ့ဦးအောင်မြင့်ကစိုင်းပုံမလဲစေလိုပါကလက်ဖြင့်ကင်ထားတင်တယ်လို့စနောက်ပြီးဟားတက်ရီမော်ကေကြောင်းပြူစောတိခေါင်းဆောင်ဝင်းစောဟာပောက်ကွဲပြီးတော့ရဲကိုဖုံးဆက်ခေါ်ပြီးစိုင်းပုံလက်မှုပေါ်စနောက်ဟားတက်ရီမော်ကေတဲ့ဦးအောင်မြင့်ကိုဟန်းစီကေကြောင်းသိရှိရပါတယ်။ ဟေးအခုလိုမျိုးညနေပိုင်းလေတက်ပြီးလဲကြသွားတဲ့ကျန်းဖို့ပါတီရဲ့မဲဆွယ်ဆိုင်ဘုတ်ကိုပြည်သူစည်းခေါင်းဆောင်ဝင်းစောကပြန်လဲဆိုက်ထူပြီးနောက်ပြည်သူစည်းနဲ့ရဲတချို့ကိုအဆောင်ချထားခဲ့ကြောင်းလဲသိရှိရပါတယ်ဒီကောင်မပဲတုတ်ပြတ်တက်နေတဲ့ဘွားတွေပြည်သူတွေရဲ့ဘွားတွေကတော့အောင်းတွေတိုင်းပါပဲဒီကောင်တွေကတော့အာနာကိုအခုလိုမျိုးအလွဲသုံးစားလှုပ်ပြီးတော့အခုလိုမျိုးလှုပ်ရည်တွေလှုပ်နေသေးကြတော့ပြည်သူတွေဘွားဟာဘယ်တော့မှလုံးချမမှုဘူးဆိုတာသိထားသိမှတယ်ဒါကြောင့်တော်လိုင်းဒီတော်လိုင်းဒီမဖြစ်ပဲနေ့စဉ်နဲ့မြတ်တော်လိုင်းကိုပူပေါင်းပေါင်းဝင်ကြဖို့ညီညာကနေပထမန်ဒီပေးကြပါတယ်နဲ့မုံမိတ်မျိုးနဲ့အခြေအနေကိုတင်ပြပါမယ် လက်ရှိဒီတက်မတော်စစ်ကြောင်းတွေကမိုးကုတ်မြို့ထဲနဲ့မိုးမိတ်မြို့ထဲကိုရောက်ရှိနေပြီလို့အကြမ်းဖက်အုပ်စုမီဒီယာတွေမီဒီယာတွေကတပြိုင်တည်းဖော်ပြနေပါတယ်။ဒီ NGO အုပ်စုမီဒီယာတွေကပဲတပြိုင်တည်းဖော်ပြနေတာပါ။တက်မတော်စစ်ကြောင်းတွေကနိုဝင်ဘာလ26ရက်နေ့ဒီကနေ့မှာဒီကနေ့မှာမိုးမိတ်မြို့နယ်ထဲမှာဝင်ရောက်နေရာယူထားတယ်လို့ဖော်ပြထားတယ်။ပြီးတော့ကျွန်တော်မိုးကုတ်မြို့တဲကိုတော့တက်မတော်စစ်ကြောင်းတွေကနေရာယူတက်ဆွဲပြီးစားဖြစ်တယ်လို့ဖော်ပြထားတယ်။ဒီပလောင်လန်းနကိုင်အဖွဲ့တွေကမိုးကုတ်မြို့နယ်မိုးမိတ်မြို့နယ်ထဲကနေပြီးတော့ ဒါမဲ့နိုဝင်ဘာလ29 30ရက်နေ့မှာအပြီးဆုတ်ခွာရမှာဖြစ်ပါတယ်။အော်ကျွန်တော်ဒီနေ့မှာတင်ပြပေးချင်တာကပြီးခဲ့တဲ့ပြီးခဲ့တဲ့ရက်ပိုင်းနေရာပါဗျာခင်ဗျားတို့လည်းမှတ်မိပါလိမ့်မယ်။ဒီ TNL ကတို့အနေနဲ့မိုးကုံမြို့နယ်နဲ့မိုးမိတ်မြို့နယ်တွေကနေပြီးတော့ဆုတ်ခွာရအောင်မယ်လို့တို့တရားဝင်ထုတ်ပြောလာတယ်။ထုတ်ပြောလာရပြီးတဲ့နောက်ပိုင်းမှာဒီမန်လေးပြည်ရဖွဲ့တွေအခြားသောပြည်ရဖွဲ့တွေကတို့ကြပြိုင်နဲ့អော်ကြပါတယ်။မိုးကုံမြို့နယ်မိုးမိတ်မြို့နယ်ကိုတို့အသေးခံပြီးခံချမယ်လို့တို့អော်ခဲ့တယ်။ဒီကနေ့တို့ကတို့အသေးခံပြီးခံချမကောင်တကောင်းမှတတ်မလာတော့။ သူတို့ပြောခဲ့တယ်နော်ခင်ဗျားတို့စဉ်းစားလိုက်။ဒါကျွန်တော်အနေနဲ့ကမိုးကုန်းနဲ့မိုးမိတ်မြို့နဲ့ကျွန်တော်တလမမမခွာဘူးလေကျွန်တော်တို့ခံချမယ်လေ။ကျွန်တော်တို့ခံချမယ်လေ။လက်ရှိတပ်မတော်စစ်ကြောင်းတွေကကျွန်တော်စစ်ကြောင်းတွေကမိုးကုန်းမြို့ထဲနဲ့မိုးမိတ်မြို့တွေကိုရောက်သွားပြီ။ဟွန်းဒါတော့ကျော်စိုးပြောတဲ့စကားလုံးတွေပေါ့နော်။ကျော်စိုးပြောတဲ့စကားလုံးတွေမှာတော့လက်ရှိမှာတပ်မတော်စစ်ကြောင်းတွေရဲ့မိုးမိတ်မြို့မိုးကုန်းမြို့တွေရောက်သွားပြီဆိုတာတကယ်မှန်ပါပဲ။ဒါဆိုရင်ခံချမယ်လို့ပြောခဲ့တာကိုသူကောင်းအနေနဲ့လာပြီးပျောက်ရှော့ရှော့ပြောနေရဖြစ်ပါတယ်။ဘာလို့ခံမှချတယ်ဆိုတော့တကယ်တော့ အလုံးအခမ်းချဖို့တော့ကုန်ပြင်ဆင်ပြီးသွားပြီဖြစ်ပါတယ်တကယ်တော့ခမ်းချမယ်ဆိုရင်စစ်ကိုတွေနေနဲ့လုံအောင်ဝင်ရောက်မနိုင်ဘူးဆိုတာတည့်ရတဲ့မင်းရုံနဲ့တယောက်နေနဲ့တယောက်ကြီးကိုပြင်ုံပြေးမှပြီးတော့ကျူကျူခေါ်ယူစီဆုပ်ပြီးခေါ်သွားတာပြီးတော့နောက်ပိုင်းမှာပါတောင်းဆိုလို့လဲဆိုရင်တော့တရန်နေနေနဲ့လက်ရှိချိန်မှာတက်မတော်သားတွေလာမယ်ဆိုရင်သူတို့ရဲ့စစ်ကိုတက်ကြီးကိုထဲကိုခေါ်သွင်းပေးရမယ်စစ်ကိုတက်ကြီးနေနဲ့တရန်နေတာမခေါ်ဘူးဆိုရင်ထဲဝင်ပေါ်အရန်ခက်ပြီးတော့တော်လိုင်းပီသူတွေနဲ့တော်လိုင်းခွဲတွေရဲ့အလုံးဝိုင်းအောင်ပိတ်ဆို့ပြီးတော့တိုက်ခတ်မှုကြောင့်သူတို့ဘောပြင်းဆိုတာတည်ရဖြစ်တဲ့တရန်နေနဲ့သားတော်စာချုပ်တစ်ခုချုပ်ဆိုခဲ့ပြီးတော့ရှားတော့ပေးယူလုပ်ခဲ့ပါတယ်။တရားနေရာလည်းမလုပ်တင်တဲ့ຢာကြီးလုပ်သွားတယ်လို့ တီအန်အင်းနဲ့ကတော့ဒါပြည်သူရဲ့ဖဲ့ခြင်းနဲ့ခံရတော့အမှန်လေးဆိုအလုံးမပြောလို့ရပြီဖြစ်ပါတယ်တီအန်အင်းနဲ့လက်ရှိချိန်မှာတော့သူတို့ရဲ့လက်နက်တွေပေးထားခဲ့တဲ့လက်နက်တွေတော်လိုင်းမှာရှိပါတယ်ဒါတွေကိုယူပြီးတော့အေးစေထောက်သွားမလားသူတို့တိုက်ပွဲဖြစ်မှာလို့ပြောတဲ့ခါမှာတော့တော်လိုင်းတပ်ဖွဲ့တွေနဲ့လက်ရှိချိန်မှာအခြားသောတပ်ဖွဲ့မှာစစ်မျက်နှာဖွင့်နေမှာနောက်တစ်ဖက်ကိုစစ်မျက်နှာဖွင့်မှာပါတော်တော်လေးကိုမှခက်ခဲတဲ့အခြေအနေလို့အုံသက်ပြီးတဲ့ခါမှာတီအန်အင်းရဲ့စကားတိုင်းလက်ရှိမှာလက်ခံပြီးဆုခပြတယ်ဖြစ်မှာလေတော်လိုင်းတက်ရဲ့ဆုခပေးမှုပါဒီကွေးတွေကိုကြောက်လို့မဟုတ်ဘဲနဲ့တီအန်လီအင်းနဲ့ပြန်လဲပြီးတော့အချင်းချင်း ဖွင့်မြေအနေထားတစ်ခုကိုရှောင်ရှားတဲ့အနေထားမျိုးဖြစ်ပါတယ်စကူဒီကတော့တရားနေနဲ့တော်လိုင်းတက်တွေကိုရခဲ့မှာပဲတိုက်ရိုက်ထိတွေ့ဖို့အတွက်လုံးဝကိုမှာပဲညံစင်ပြီးတော့ခွေးကျင်ခွေးကျင်လုပ်ခဲ့တာဖြစ်တာဖြစ်ပါတယ်ဒါမှလည်းအခုလိုမျိုးဘုံမာတွေကတော့သူတို့ကိုပဲကြောက်ပြေးအောင်ဆောင်ခဲ့တာဖြစ်ပါတယ်တကယ်တော့ဘုံမာတွေမင်းတို့အနေနဲ့မင်းတို့စစ်တပ်ကတကယ်တော့တတ်သိရှိမယ်ဆိုရင်တကယ်တော့စစ်မှန်တဲ့တိုက်ပွဲတွေကိုတကယ်တော့အာရှိရှိနဲ့ပေါ်ဆောင်နေမှာဆိုရင်တော့အားကန်တော်အေးသိမ့်ပိုက်ခဲ့တဲ့နေရာတွေကတနေရာတစ်ခုတော့ရောင်းသိမ့်ပြဆန်ပါလို့ပဲဒီနေရာကနေပြီးတော်လိုင်းတက်တွေစားမင်းတို့မေးဖို့ထိုးချင်ပါတယ်။တို့ကတော့ဒီတက်မလို့ဆက်ချောင်းတွေကိုခံချမဲ့ဖို့တစ်ဖွဲမှလည်းမတွေ့ဘူး။ ဲ့တော့ဗာနဲ့တူလဲခင်ဗျားတို့ကျွန်တော်ရိုးလေးပဲစဉ်းစားဖို့တင်ပြပေးမယ်ခင်ဗျားတို့လဲခွေးတွေမွေးပြီးပါလိမ့်မယ်ခွေးတွေလေခင်ဗျားတို့ဒီခြံဆောင်ခွေးတွေပေါ့ကိုကိုရဲ့ဒီခြံထဲကိုလူစိမ်းတယောက်ကလာပြီဆိုရင်အဲ့ဒီခွေးကဟောင်းတာပေါ့ဗျာဟောင်းတာပေါ့ဟောင်းတာပေါ့ဒါပေမဲ့တခင်ပြစ်တဲ့သူကဟာရိုက်လိုက်မယ်ဒီခွေးဘာဖြစ်နေလဲခြံထဲသွားဆွဲသွင်းတာဒီခွေးဘာဖြစ်နေလဲအော်လိုက်တော့တခင်ရှိရနေပြီးတော့အပြင်ဘက်ကိုကုတ်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 နဲ့တော့ရတယ်အဲ့လိုပဲလက်ရှိဒီအမန်လေး PDF ဖွဲ့ဆိုတာကသူ့ရဲ့တခင်ကတည့်တဲ့လေး ငါလုံးလိုက်မယ်ဘာညာလဲဆိုတော့အမိကုတ်ပြီးတော့မြို့ပြင်ရောက်သွားတယ်သူတို့ကိုယ်တိုင်လည်းဝန်ခံထားတယ်သူတို့အနေနဲ့မြို့ထဲမှာမရှိတော့ဘူးလေသူတို့မြို့ပြင်မှာထွက်နေရတယ်အဲ့တော့ဘာလဲသူတို့ခင်ဗျားတို့စဉ်းစားကြည့်လိုက်ပဲဗျကျွန်တော်တို့ကျွန်တော်အိမ်မှာခွေးမွေးတယ်လို့ပေါ့ခွေးမွေးတယ်လို့ပေါ့တခေပြတဲ့ DNA လေးကဒီခွေးပါဖြစ်နေရလဲဘာရိုက်လိုက်မယ်ဒီခွေးဘယ်လိုဖြစ်နေရလဲဟောင်းတာနားကြီးတယ်အတန်ကျဲတယ်နားရင်းကြီးလို့ဟိုဘက်တော့ဟောင်းဒီဘက်တော့ဟောင်းပေါ့ဗျာတခေပြတဲ့သူအမိန်လဲပြလိုက်ပေါ့မန်းလေးပြည်တဲ့ဖွဲ့တွေကမြို့ပြင်ရောက်သွားတယ်အဲ့လိုအခြေအနေရှိတယ်ခင်ဗျားပလောင်လက်နက်ကင်ဖွဲ့တွေကလောက်က ဖြစ်တဲ့ဒီ PDF ဆိုတာကအဲ့လိုပဲဗျာခွေးပေါ့ဗျာခွေးခွေးပါပဲခင်ဗျာရှင်းပြခွေးနဲ့အလားတူတာပဲဟာလုံးလိုက်ရရင်ဒီခွေးဘာဖြစ်နေရလဲနားရင်းကြီးလာပြီခွန်နိုင်ညာချင်းညာလည်းဟောင်းနေတာအဲ့လိုလဲ online ကောကုတ်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 နဲ့သွားရတော့ဗျာအဲ့ဒီသဘောပဲဗျာခင်ဗျားတို့လက်ရှိအသေးတာအတူတူပဲနော်ခင်ဗျားတို့စဉ်းစားကြည့်အတူတူပဲအဲ့အဲ့ TNL ရဲ့လောက်ကဒီဒီပလောင်လက်နဲ့ပလောင်လက်နဲ့ကိုင်ဘွဲလောက်ကမန်လေး PDF ဘွဲဒီအခြားသောလက်နဲ့ကိုင်ဘွဲထုံနေတူပဲဒါလည်းမလားမဟုတ်သေးဘူး PI လောက်မှရှိတဲ့ ဗမာစစ်သွေးကြွပီးရလေထိုးနီးတူပဲအော်လုံးလဲဒီကောင်မဖြစ်နေရလေနေဟိုသွားဟိုဘက်ကိုလိုက်ကိုရောသွားသွားတာပဲသွားတာပဲအာကျွန်တော်မသွားချင်ခင်ဗျဘာဖြစ်သွားချင်လဲမင်းအိမ်ဘာဖြစ်သွားချင်လဲနောက်မှကျတဲ့မိမိဘာဘာဖြစ်သွားနိုင်လဲမင်းသားသမီးဘာဖြစ်သွားနိုင်လဲအာအဲ့လိုတစ်ချက်ပြောလိုက်လဲရတာပဲကုန်းချောင်းကုန်းချောင်းပြန်လဲတော့အတူပြက်နေတယ်အတူပြက်နေတယ်ခင်ဗျကြည့်လိုက်လေအခုအခုဒီပလောင်ပလောင်လောင်းမှာလှုပ်ရှားခဲ့တဲ့ဒီမန်လေးပြည်ရဲ့ဖွဲ့တွေခင်ဗျအတူပြက်တယ်ဘယ်လိုဖြစ်သွားပြီလဲခင်ဗျတိုက်ပွဲမှာအတူပြက်တယ် အတူပြက်တွေကိုပလောင်ကသူတို့ခန်းဆောင်ခွင့်ပေးလားဇော်ဝေစုကခန်းဆောင်ခွင့်ပေးလားရင်းမွားခန်းဆောင်ခွင့်ပေးလားအဲ့အတူပြက်တွေခင်ဗျာတနေ့တော့ထွက်လာပါဘူးအတူပြက်တွေอืมโอเคအကြည့်ရမယ်ခန်းဆောင်ခွင့်ရခြင်းတော့လုပ်နေမှာဆိုတော့ဒီကောင်တွေတိဖို့တင်းကြိုင်တော့အကြောင်းပြမှာဖြစ်ပါတယ်အဲ့ဘာဖြစ်လက်ရှိချိန်မှာတော့စစ်ဖွေးတွေဘက်ကနေပြီးခုလိုပြောနေတဲ့စကားကိုကြားမယ်ဆိုရင်တော့မာတိရမယ်ဆိုရင်အမားတွေပြင်ဆင်မယ်ဒါကြတော့ဒီလိုမျိုးနေရာတွေကိုကျွန်တော်တို့တော်လိုင်းတက်ပြီးတဲ့ဒီကိုယ်တိုင်ရမှာလား ကိုပိုင်ရဲ့နေရာဖြစ်တက်မှတ်ရမယ်ဆိုတော့ဒီနေရာကနေပြီးထပ်မံဒီပြေးချင်ပါတယ်ကျွန်တော်တော်တော်ပြည်သူအနေနဲ့စိတ်ထဲချမ်းသာမလို့ပါဘူးဒီမျိုးပွဲတွေကိုပွဲပွဲနှုတ်ဖို့အတွက်ထပ်မံပြီးတော့အင်အားဖြည့်ပြီးတော့လူကောင်းတွေကိုတော်လိုင်းပြီးကာလာမအောင်တော်လိုင်းပြီးကာလာမအောင်ဒီလိုမျိုးရှင်းရမှာလဲဆိုတော့တော်လိုင်းဖွဲ့တွေအဲတော်တော်ပြည်သူအားလုံးစဉ်းစားထားမယ်ထောက်ဖြစ်ပါတယ်ဒီမှာစစ်ကော်မရှင်ကဒီ905ကာကြီးနဲ့အမှုနဲ့ပတ်သက်ပြီးတော့ဟိုလူငယ်ချက်နာဝင်ပေးပါတယ်အဲ့ထဲမှာ905ကာကြီးတော့ထွက်ပြေးတိန်းချောင်းသူက9980ပြီးခံဝင်တဲ့က924ဦးနောက် သူခံဝမပါပဲလှုပ်ပေးမှာက2362ဦးလို့ဆိုပါတယ်ဆိုရင်အလုံးစုစုပေါင်းလိုက်မယ်ဆိုရင် तू က8665ဦးပေါ့နော်ဒီ905ကကြီးနဲ့ဟိုညိနေတဲ့လူတွေပေါ့နော်ဒါတနည်းအားဖြင့်ပြောရမယ်ဆိုဒါနိုင်ငံရေးအကျဉ်းသားလို့ကျွန်တော်သတ်မှတ်တာပေါ့ဟွန်းမင်းတနည်းအားနဲ့ထည့်ပြောတယ်လေမတရားခံထားတဲ့လူတွေထည့်ပြောပါတော့ဗဇက်ကနေပြီးတော့ဆိုလို့ဒီလိုမျိုးစစ်ကောင်မရှင်ကလှုပ်ပေးလိုက်တဲ့ပေါ့ဥက္ကိုကြီးတို့ရဲ့သဘောထားပေါ့ဒါပထမဆုံးသိလို့ပါတယ်ဗျာ ဟုတ်ကဲ့ကျွန်တော်တို့ဒီရွေးကောက်ပွဲကြီးညာစာတမ်းမှာလည်းပဲပြည်သူပါတီကနေပြီးတော့ဒါဦးစားပေးဆောင်ရွက်မဲ့အကိစ္စတွေကျွန်တော်တို့ဖော်ပြထားပါတယ်။အဲ့ဒီထဲမှာအကြောင်းအဖောက်ကိုကြော်လို့မရတော့သိရတာနဲ့ပဲ။အကြောင်းအကြောင်းကွဲကွာနေရတဲ့မိသားစုများပြန်လည်စုံစည်းနိုင်ရေးဆိုတာဒါပြည်သူပါတီရဲ့ဦးစားပေးအကြောင်းအရာတစ်ခုဖြစ်ပါတယ်။အဲ့တော့ဒီမတိုင်ခင်မှာလည်းပဲကျွန်တော်တို့ဟို Peace Talk တို့ Peace Forum တို့နောက်တစ်ခါ NCA ဆက်နှစ်ပြည့် ဟိုအလုပ်ရုံဆွေးနွေးပွဲပေါ့နော်အဲ့ဒီဟာတွေမှာလည်းပဲကျွန်တော်တို့ဒီအကျဉ်းသားတွေဒီနိုင်ငံရေးအကျဉ်းသားတွေအဲလွမြောက်ရေးကိစ္စအရင်ဦးသိန်းစင်လက်ထက်တုန်းကလည်းဆောင်ရွက်ခဲ့တဲ့ဟာတွေကျွန်တော်တို့ဒါတွေကိုပြန်ပြောင်းပြီးတော့ပြောဆိုဆွေးနွေးတာတွေရှိပါတယ်အဲ့တော့ဘာပဲပြောပြောဒါ NSPNC ကတစဉ်ဆွေးနွေးတဲ့ကိစ္စတွေနောက်ကျွန်တော်တို့အဲဆွေးနွေးချက်တွေကိုစုစည်းပြီးတော့သူဆက်လက်အကောင့်ထဲပေါ်မဲလို့ကတိပေးခဲ့တာတွေလည်းရှိပါတယ်ဆိုတော့အဲ့ဒီကနေပြီးတော့ဒါဒီလိုရက်လက်ထွက်ပေါ်လာတယ်လို့ ျွန်တော်တို့မြင်ပါတယ်အဲဒီအတွက်လည်းဘာပြောဒီလွတ်မြောက်လာတဲ့ပြန်လဲစုံစည်းကြတဲ့မိသားစုတွေအတွက်ဒါကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်လေဟုတ်ကဲ့ဒီထဲမှာဟိုရည်ရွယ်ချက်မှာရေးထားတာကတော့ဟိုအခုလုတော့မဲ့ရွေးကောက်ပွဲပေါ့နော်ဒီအတွက်ဒီလူတွေကလည်းမဲဆန္ဒပေးဖို့အခွင့်အရေးရှိတယ်သူတို့မဲဆန္ဒပေးနိုင်အောင်ဆိုပြီးဒါရွေးကောက်ပွဲနဲ့ပြန်ချိတ်ထားတဲ့သဘောမျိုးလည်းကျွန်တော်တွေ့ရတယ်ဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်နိုင်ငံတကာကအများစုကတော့ဒါ တူရောင်ရွေးကောက်ပွဲပဲဆိုပြီးဒါတတ်မှတ်ထားတယ်ဒီအတွက်ဒါဟိုနိုင်ငံတကာကိုချက်ပြတဲ့သဘောလားပေါ့เนาะဒါလဲကျွန်တော်တို့သုံးသပ်မှုတွေရှိတယ်နောက်တစ်ခုကအမေရိကန်ပေါ့အမေရိကန် TPS ကိုဟိုရက်ဆဲလိုက်တဲ့ပုံမှာသူတို့ရဲ့အောက်မှာပါတဲ့အချက်တည်းကမြန်မာနိုင်ငံကရွေးကောက်ပွဲရှိတယ်နောက်တိုင်းရင်းသားရင်းနဲ့အပြည့်ရပြီလုံနေပြီအခြေအနေကောင်းလာပြီဆိုတော့အချက်ပါတယ်အဲ့ဒါကိုဆက်ပြီးတော့အမေရိကန်ကသဘောထားပေါ့เนาะပိုကောင်းလာအောင်ဆိုတဲ့သဘောထားမျိုးဒီလိုယီမန်းချက်ရင်းနဲ့လုံနေဆိုလဲဒါသုံးသပ်မှုတွေရှိတယ် အဲ့တော့တကယ်တမ်းကိုဟိုစစ်မှန်တဲ့ဒီပြုပြောင်းလေးအတွက်လို့ပြောလို့ရနိုင်မလားအခုချိန်မှာဒါမှမဟုတ်ဒီသူ့ရွေးကောက်ပွဲအတွက်ကိုပဲဒါကစားတဲ့သဘောလို့သုံးသပ်မှုတွေရှိနေတယ်အဲ့ဒီပေါ်ကိုပါပြောလို့လေဗျာဟိုချက်ကိုကြီးကိုမိကုန်းသွားမိမှာတော့ကိုကြီးပဲပြောရမယ်လို့ကွာကျွန်တော်တို့ကတော့ဒီဖြစ်စဉ်တစ်ခုလုံးမှာတကန့်စီတကန့်စီပဲကြည့်ရမယ်လို့မြင်တယ်ပေါ့အဲ့တော့ဟိုဖန်းတော်နဲ့လွတ်တာဆိုလို့ရှိရင်ကျွန်တော်တို့ကလွတ်တာကိုကြိုးစားရမှာပေါ့အဲ့တော့ အလွတ်တော်ကိုမကြိုးစားနိုင်ဘူးဆိုလို့ရှိရင်တော့လက်ဆက်ဖန်တာမလွတ်နယ်လို့ပြောရမလို့ဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ရိုးရိုးလေးပဲကျွန်တော်ကတော့ဟလာဟိုအကောင်းအမြင်ပေးတဲ့ဟာကတော့ဒါလွတ်လာတဲ့အတွက်ကြောင့်မိသားစုတွေဝမ်းမြောက်ဝမ်းသာဖြစ်တယ်။နောက်အထဲမှာအနေဆင်းရဲ့အစားဆင်းရဲ့ဘလောက်ဒုက္ခရောက်တယ်ဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်လည်းခံစားခဲ့ရတာကျွန်တော်သိတယ်။အဲ့တော့ဘာကြောင့်ပဲလွတ်လို့လွတ်ပေးတဲ့ကိစ္စကတော့ဒါလွတ်လာတဲ့သူတွေအတွက်ရောမိသားစုတွေအတွက်ရောဒါဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့်ကိစ္စလို့မြင်ပါတယ်။ ဲ့တော့နိုင်ငံတကာဆက်ဆံရေးမှာကတော့ကိုဆိုတော့ကဖိအားပေးတာတွေဟလာအေးအေးယူတာတွေအစရှိသဖြင့်ရှိတဲ့အချိန်မှာအဲ့တော့ဒီလိုလှုပ်ပေးတယ်ဆိုတဲ့ကိစ္စဟာလည်းဒါနိုင်ငံရေးအရာဒါအရွေးတစ်ခုကိုဒါလုပ်တယ်ဆောင်ရွက်ပြတယ်လို့ကျွန်တော်တို့ဒီလိုပဲမြင်ပါတယ်လူမေးလူဖြေမှာပေါ့သူကမေလုတ်ကြံပြီလို့ပါလို့ပြောရင်သူ့ပါသူ့ကိုညလာဆွဲဝေါအောင်ပေါ့ဟာအားတော့မှပဲဒါဇုံမဲလုံးကပေါ့နော်မြန်မာနိုင်ငံသားများမိခင်နိုင်ငံပြန်လာရင်ကြိုးစိုးချောင်းနဲ့တရားမမျှတတဲ့သူတို့ရဲ့ရွေးကောက်ပွဲကိုမဲပေးနိုင်ကြောင်း ်သူကပြောနေပါသေးရပါတော့ဒီကောင်မလွယ်ဘူးပေါ့နော်ပြောချင်တာဇော်မဲလုံးဟုတ်ပေါ့နော်ဇော်မဲလုံးကြီးမင်းလောက်တော့ဘယ်ပြည်သူကမှမဲမပေးနိုင်တော့ဘူးမင်းကမဲဆုံးမဲပေါ့နော်အဲ့တော့ဒါအမေရိကန်သမ္မတထရန့်ကမြန်မာတွေအတွက်ပေါ့နော်ယာယီခိုလုံခွင့်ဒါ TPS ဖျက်သိမ်းမယ်ဆိုပြီးတော့ပြောလိုက်ပြီးတဲ့နောက်မှာဒီလိုမျိုးဒါဇော်မဲလုံးကဖျာဝင်ခင်းတာဖြစ်ပါလေပေါ့နော်အဲ့တော့ဘာပြောထားလဲဆိုတော့ဒါအမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်ကအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်ကြောင်း မေကန်ရောက်မြန်မာနိုင်ငံသားများအမိနိုင်ငံတို့ပြန်လာနိုင်ပြီဆိုပြီးကြိုဆိုကြောင်းပေါ့နော်ပြီးရင်တို့ရတွင်တဲ့လူတတ်မှုမရိမှုအပါဝင်ပြစ်မှုကျူးလွန်သူများကိုတရားဥပဒေအရအေးအေးယူမည်ဖြစ်ကြောင်းကျန်သူများကိုမူတဲ့အထူးတက်ညာစွာဖြေလျှော့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအမေရိကအမဲဆုံးဇော်မဲလုံးကပြောတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးပြောလိုက်တဲ့အပေါ်မှာပေါ့နော်ဒါဇော်မဲလုံးကအခုလိုမျိုးဒါဖြောင်းဝင်ခင်းလိုက်တဲ့အပေါ်မှာသူတို့ဘက်ကဒါတက်ထောက်ခံတဲ့သူတွေစစ်တပ်ကိုလော်ပေးနေတဲ့သူတွေပေါ့နော်စစ်တပ်အတိုင်းဝန်ကောင်တွေကအပျော်ကြီးပျော်ကြတယ်ဗျာ ဒီဟာနဲ့ပတ်သက်လို့ပေါ့နော်အာဒီဘက်ကိုပေါ့နော်အဲဒေါ်လာရင်းပတ်ချမ်းကိုပေါ့နော်အပြင်းဒါတခြားဒါဒီအမေရိကန်ရောက်မြန်မာတွေပေါ့နော်အဲဒေါ်လာရင်းနဲ့ပတ်သက်လို့ရောက်သွားတဲ့သူတွေတွေ့လာအဲ့တို့ကစောင့်ကြုံနေပြီပေါ့နော်ငါတို့ကထောင်းထောင်းခါနေပြီပေါ့နော်အဲလေးစိတ်မှာလက်ထိတ်လေးနဲ့ကြုံမယ်လို့ဘာလဲအဲ့လိုပုံစံမျိုးနဲ့ပေါ့နော် လိုက်ပြီးတော့ဒီအပေါ်မှာလိုက်လော်ပေးနေတဲ့ကောင်တွေရှိသေးတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်လည်းဒါဒီသတင်းသိရတဲ့အချိန်မှာပေါ့နော်ဟာဒီလိုမျိုးလှုပ်လိုက်တာကဘာတွေဖြစ်နိုင်သလဲဘယ်လိုပုံစံမျိုးတွေထူးခြားမှုတွေဖြစ်နိုင်သလဲပေါ့နော်အာမင်းအွန်လိုင်းတို့ဇော်မဲလုံးတို့ကဆက်အခုလိုမျိုးဒါအမေရိကန်ဆိုရရဲ့ထုတ်ပြန်ချက်ကအဖြူသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်ဘာညာဆိုပြီးကြိုးစိုးတဲ့အထိပြောနေရလောက်တဲ့ပုံစံမျိုးဆိုတော့ဘာတွေဖြစ်နိုင်မလဲကျွန်တော်လိုက်ပြီးစုံစမ်းကြတယ်လိုက်ပြီးတော့လေ့လာကြတယ်ဒီ post တွေထဲမှာလည်းဒါ comment တွေဝင်ဖတ်တာရှိတယ်ပေါ့နော်ဒါနိုင်ငံခြားမှာရောက်နေတဲ့ဒါအမားတွေကျွန်တော်နဲ့ နိုင်ငံเจ้ามาရှိနေတယ်ဒါကြောင့်တွန်လန်ညီကိုမောင်နှမရဲ့စီလည်းမေးလာရှိတော့အမှတိလာတိရလာတခုရှိတယ်အဲ့ခါကြောင့်မှပဲခွတ်တုတ်ခွက်လန်ရည်ချင်တာပေါ့နော်အဲ့တော့ဒါဒီကွန်မန့်ထဲမှာရေးထားတဲ့ဟာလေးတခုရှိတယ်အဲ့ဒါကောင်းလို့ပေါ့နော်ကောင်းလို့တေချာလေးရှင်းပြထားတဲ့ဟာလေးမဟုတ်လို့ပေါ့နော်အဲ့တော့အဘသားကြီးလည်းနားထောင်ပေါ့နော်ဘာလို့လဲဆိုတော့မင်းတို့စွတ်လော်တဲ့ဟာကြီးကရည်စရာကြီးဖြစ်နေမှာဆိုလို့ပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေလည်းဒါဖတ်ပြခြင်းတယ်ပေါ့နော်အဲ့တော့ဒီ TPS ရှင်းတန်းဆိုပြီးတော့ဒါကောင်းစင်နဲ့ရေးထားတဲ့ဟာလေးရှိတယ် ။အချို့ကလည်းတိတ်မရှင်းတော့အဝေးကနေစိတ်ပူနေသူတွေရှိသလိုတဲ့အဝေးကနေဝမ်းတာနေကြတဲ့သူတွေလည်းရှိတယ်။ဝမ်းတာနေတယ်ဆိုတာကတော့စစ်ကောင်စီဘက်ကထောက်ခံတဲ့ကောင်တွေပေါ့နော်။တပ်ထောက်ခံတဲ့ကောင်တွေ lobby တွေပေါ့နော်။အဲ့တော့ TPS ဆိုတာကတဲ့ဒါမူရင်းမိခင်နိုင်မှာစစ်ဖြစ်နေလို့ရောဂါပြီးစိုက်နေလို့ရေကြီးမြေပြိုတဘာဝဘေးကြောင့်မလို့ပြန်လို့မရသေးသူတွေကိုအမေရိကန်ကဒါယာယီလက်ခံထားတဲ့အမိန့်ပေါ့နော်။နိုင်ငံတစ်ခုချင်းစီလိုက်ကိုဒီအမိန့်ကိုသူကတစ်နှစ်တစ်ချိန်တက်တန်းတိုးပေးတယ်။ပြောကြတဲ့အဲ့လိုမျိုးယာယီလက်ခံထားဖို့အတွက်ကိုသတ္တန်းကိုတနည်းတစ်ချိန်တိုးတိုးပြတဲ့ပုံစံမျိုးအဲ့တော့မြန်မာတွေကို2021မေလ2025ကနေစပြီးတော့ဒါသမရဂျိုးဘိုက်တန်က သူ့ရဲ့အမိန့်နဲ့ပေါ့နော်ဒါ DBS ထွက်ထားပြီးတာတဲ့အဲ့တော့ဒီ TPS ဆိုတာကပေါ့နော်ဒါရွှေပြောင်းအခြေချတဲ့သူမဟုတ်သလိုနိုင်ငံရေးခိုးလုံသူလည်းမဟုတ်ဘူးပေါ့နော် TPS ကတက်တက်ပေါ့နော်အဲ့တော့ US မှာသမ္မတ Trump အမိန့်နဲ့အခုရက်လိုက်တော့ဒါ TPS လို့ခေါ်တယ်ပေါ့နော်အဲ့တော့သူကဒါ2021အနာသိန်းကာစားကဆက်လို့ US ကိုရောက်နေလက်ဆဖြစ်တဲ့မြန်မာចောင်းသားတွေနဲ့မြန်မာပြည်ကအလေအပတ်လာတဲ့သူတွေကိုဒုက္ခရောက်နေလို့မပြန်ကြပါနဲ့အောင်ဆိုပြီးတော့ဒါသမ္မတဂျိုးပိုင်နန်ကယာယီနေထိုင်ခွင့်အမိန့်ထုတ်ပေးပြီးတော့ တနည်းတစ်ကြိမ်ဒီအမိန့်ကိုတက်တန်းတိုးပေးတာပေါ့အခုဆို9နှစ်ရှိသွားပြီပေါ့နော်တိချာလေးကိုရှင်းပြထားတာပေါ့နော်အဲ့ဒီ9နှစ်အတွင်းမှာဒါမြန်မာတွေကဒါအဆိုင်လန်ဆိုတဲ့ဒါတရားဝင်ခိုးလုံခွင့်နဲ့ရှောက်လာတင်ပြီးလောက်ပြီးဖြစ်ပါတယ်တဲ့တချို့ကလည်းမြန်မာပြည်ပြန်တဲ့သူတွေကပြန်သွားကြပြီပြန်လို့ရတဲ့သူတွေကပြန်ကုန်ကြပြီဗျာပြန်လို့မရပါဘူးဆိုတဲ့သူတွေကဒါအဆိုင်လန်ခံတာတွေလုတ်ပြီးပြီပေါ့နော်ချိတ်ဆက်ပြီးပြီပေါ့နော်အဲ့လိုခိုးလုံခွင့်အဆိုင်လန်ရှောက်ထားပြီးရင်စစ်ဆေးနေတဲ့ကာလမှာတရားဝင်နေလို့ရအခုကကတနည်းတစ်ကြိမ်တက်တန်းတိုးပေးနေတဲ့ဒါဂျိုးပိုင်တန်ရဲ့အမိန့်ကိုရက်လိုက်တာ ဒါလုံးဝဒီ asylum ခံလို့မရဘူးပါဘူးညာဘူးဆိုပြီးတော့ပိတ်ပလိုက်တဲ့ပုံစံမျိုးမဟုတ်ဘူးအဲအဲ့တော့ဒီ asylum process ကတော့ဆက်ပြီးတော့ရှိနေဦးမှာပေါ့နော်အဲ့တော့တတိယနိုင်ငံဖြစ်တာအမေရိကန်ကိုရောက်လာတဲ့မြန်မာအများစုဖြစ်တဲ့ဒါဒုက္ခသည်တွေပေါ့နော်အဲသူတို့ကြတော့ဒီယာယီအမေ TPS ဆိုတာနဲ့နေတာမဟုတ်လို့အခုပြန်ရုပ်သိမ်းတဲ့အမေကြောင့်ဘာမှမထူးကြပါဘူးတဲ့ ားထောင်တော့ Innova ကောင်းနေအဲ့တော့ဒါအချင်းချုပ်လိုလိုရှင်းပြောရမယ်ဆိုရင်ね TPS ဆိုတာယာယီအမိတ်နဲ့နေထိုင်ခွင့်ပြုထားတဲ့အလဲလာသူចောင်းလာတက်သူပညာတော်သင်စတဲ့သူတွေဖြစ်တယ်ဂျိုးဘိုင်တန်ကယာယီအမိန့်နဲ့နေထိုင်ခွင့်ပြုလာတဲ့မြန်မာ US မှာ၄တောင်လောက်ရှိမယ်ဆိုပြီးတော့ခန့်မှန်းနေတဲ့အဲယာယီနေထိုင်ခွင့်ရထားတဲ့မြန်မာအများစုကသူတို့ရထားတဲ့အချိန်တွေအတွင်းမှာဒါအဆိုင်လန်လုံးခေါ်တဲ့ခိုးလုံခွင့်တွေကိုရှေ့နေကနေတဆင့်နီးစက်ရနားလေသူတွေနဲ့ရောရှောက်လာတင်ထားပြီးဖြစ်လောက်ပါပြီတဲ့အဲပြောချင်တာကတော့ခုနလိုမျိုးဒါ ဒီတက်တန်းမတိုးတော့ဘူးဆိုပြီးတော့ပိတ်သိမ်းလိုက်တယ်ဆိုရင်တော့မှပဲဒီ process ကဆက်ရှိနေမှာဖြစ်တဲ့အတွက်ဒါတွေက set run လို့ရ run တဲ့အချိန်မှာအခုတချို့ဆိုရင်ဒါ bee လောက်ဖြစ်နေပြီလုံးလဲလုံးပြီးနေလောက်ပြီလုံးလဲလုံးနေလောက်ပြီပေါ့နော်အဲ့တော့မလုံးရသေးတဲ့သူတွေတက်လဲနောက်တစ်ရက်60ပြေးထားတယ်အဲ့တော့နှစ်လတက်တန်းရှိတယ်ပေါ့နော်နှစ်လအချိန်ရတယ်ပေါ့နော်အဲ့တော့ဒါဆက်ပြောမယ်ဆိုရင်ဒါအဲ့လို လျှောက်လာတရားဝင်ဒါအဆိုင်လန်လျှောက်လာတရားဝင်တင်ထားပြီးတာမနဲ့ပေါ့နော်အဲသူက TBS ရှိရှိမရှိရှိတရားဝင်နေထိုင်သူဖြစ်သွားပြီတဲ့တရားဝင်အင်တာဗျူးခေါ်မေးပြီးတော့အင်တာဗျူးကြာရှုံးခြင်းမရှိသေးရွေးပေါ့နော်သူတို့ US မှာတရားဝင်နေထိုင်ခွင့်ရှိပါတယ်အဲအင်တာဗျူးကလည်းတချို့ဆို6နှစ်လောက်ကြာတဲ့အထိမခေါ်သေးတာတောင်ကြုံတွေ့ဘူးလားမဟုတ်လို့ပေါ့နော် TBS ဆိုတာရက်လိုက်တာနဲ့ချက်ချင်းပြီးတော့ပြန်ရမယ်ဂိမ်းမဟုတ်ပါဘူး ။ဘယ်ကြေကွဲနေလောက်ပြီလား။အဲ့တော့အဓိကကတော့ဒါ TPS ကနေပြီးတော့ဒါအဆိုင်လမ်းကိုရှောက်လာတင်ပြီးတော့ကူးထားဖို့ပဲမကူးရသေးသူများလည်းရက်ပေါင်း60တောင်အချိန်ပေးထားတာမလို့အမြန်ဆုံးရှေ့နေရှာပြီးလှုပ်လိုက်ရုံပါပဲတဲ့။ကဲ။အဲ့တော့ဒီကောင်းဒီဘက်ကပေါ့နော်ဖြာဝင်ခင်းတာဖြာဝင်ခင်းတာဘဲကဘာအတန်တစ်ခုခုထွက်လိုက်ပါပြီဟေးဆိုတာနဲ့ဖြာဝင်ခင်းတာ။အခုတော့ဖြာဝင်ခင်းတဲ့ဟာရှက်စရာကြီးဖြစ်နေတာပေါ့နော်။အဲ့တော့2021မတိုင်မီဖြစ်စေမဲအွန်လိုင်းဘေးကြောင့်မလို့2021အာနာသိမ့်မှုအပြီးမှာဖြစ်စေဒါအမေရိကကိုတတိယနိုင်ငံဖြစ်ရောက်လာကြသူဒါဒုက္ခသည်တွေအနေနဲ့ကတော့ TBS ကိစ္စကသူတို့နဲ့မဆိုင်ပါဘူးတဲ့အဲ TBS အဆင့်နဲ့နေနေကြတဲ့ဒီမြန်မာအချို့ကလည်းဆက်နေကျင်နေဆိုရင်အဆိုင်လန်လမ်းကြောင်းရှိသေးတာမလို့လမ်းဆုံးနေတာမျိုးမဟုတ်ပါကြောင်းဆိုပြီးတော့ဒါတရဝံပြီဆိုပြီးတော့တင်လာတာတွေ့တယ်ဗျာအဲ့တော့ရှေ့ကောင်စီဘက်ကကောင်တွေကိုပြောချင်တာပါတော့အမေသူကလှုပ်တာမဲ့လက်ထိတ်နဲ့ဂျုံမာတော့လေစိတ်မှာစောင့်နေတာတော့ထောင်းထောင်းခါနေပြီတော့အဲ့လိုပုံစံမျိုးနေတယ်ပေါ့နော် ဖအေးဘာပြောပြောမင်းတို့ဘက်ကကောင်းနေရအဲ့လိုမျိုးအကျင့်လေးတွေရပါနော်စောင့်ကျင့်လေးတွေရအဲဒီဘက်ကဘလို့ပုံစံမျိုးနဲ့ဒုက္ခပေးရမလဲဆိုတဲ့ပုံစံမျိုးပဲစဉ်းစားနေကြတာပါနော်ဒါပေမဲ့ကိုညံမရှိဘူးဆိုတဲ့ဟာကြီးကိုလိုက်ပြီးတော့ပေါ်ထုတ်ပေးနေတယ်လို့ဖြစ်နေတာကိုရှက်ကိုခွဲနေတာမင်းတို့ကောင်းနေ အဲ့တော့ဇော်မဲလုံးဆိုတဲ့ကောင်ကလည်းသိတဲ့အတိုင်းပဲမင်းအောင်လှိုင်ပြောစီခြင်းနဲ့စကားမျိုးကိုထုတ်ပြောရတာဖြစ်တယ်။အဲ့တော့မင်းအောင်လှိုင်ရောဇော်မဲလုံးကဒီသားဖားနှစ်ယောက်လုံးအတူတူပဲပေါ့နော်။အဓိကတော့ဒါတခုခုဆိုရင်ချော်လဲရောထိုင်လှုပ်ချင်တာတွေအဖျားဝင်ခင်းချင်တာတွေပေါ့နော်။ဒါမျိုးပုံစံမျိုးနဲ့ဒီဥစ္စာကိုလည်းသူကအတန်ကောင်းဟစ်တာပေါ့နော်။မြန်မာနိုင်ငံကိုပြန်လာမယ်ဆိုရင်ကြိုးစိုးပါတယ်ပေါ့နော်။အပြင်ဒါမဲလွတ်လပ်စွာမဲပေးနိုင်ကြောင်းသူရဲ့တရားမမျှတတဲ့ရွေးကောက်ပွဲကိုကသူကမဲပေးခိုင်းမှုအတွက်လုပ်နေသေးတာပေါ့နော်။အပြင်ပြန်လာပြီဆိုတဲ့ခါကျရင်လည်းသူကအမဲဒါဘယ်လိုပြောမလဲဟိုပါပေါ့။ အပြင်ဒါပြန်လာပြီဆိုတဲ့ခါကျရင်လေသူကခုနလိုပြစ်မှုရှိပါတယ်ဆိုတဲ့သူတွေကိုသူကအဲအရေးယူဖို့အတွက်ပါပြင်ဆင်ထားတယ်ဆိုတဲ့ပုံစံမျိုးသဘောမျိုးပြောသွားသေးတာတကယ်ကောင်းနေငါစားတယ်ပေါ့နော်ကိုကိုကိုမပြုတ်အောင်ရင်နေကြအောင် ိုကိုကိုမပြုတ်အောင်ရင်နေကြအောင်မင်းတို့ကောင်နေပါတော့အခုလက်တော့မင်းတို့ဖြစ်နေတဲ့ကြားပြန်ကိစ္စမင်းတို့ရင်ဆိုင်နေရပြဿနာကနဲတဲ့ပြဿနာမဟုတ်တော့အကြီးနော်ဆက်ပြီးတော့လာအောင်ပါအခုဆိုရင်အထောက်ထားတွေအများကြီးပဲဒါအထောက်ထားတွေပေါ့နော်ဒါနိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့ကိစ္စမျိုးတွေကသူတို့စီသူတို့လက်ထဲကိုတင်ကြပေါက်ရောက်နေပြီးသားပေါ့နော်အဲ့တော့မင်းတို့နေရာရှာထားပေါ့နော်ဒါဘယ်လာရုစ်တို့ဘာတို့သွားပြီးတော့ဒါရုရှားတို့ဘာတို့သွားပြီးတော့မင်းတို့ကျူတင်ပူကင်လုပ်ရင်လှုပ်ထားပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်သတင်းကောင်းတွေကအဲ့လိုမျိုးဒါကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကမြေပြင်မှာတိုက်ခိုက်ရေးနဲ့ပတ်သက်လို့လည်းသတင်းကောင်းတွေစက်တိုက်ဖော်ဆောင်နိုင်နေတာရှိတယ် တိုက်ပွဲတွေတောက်လျှောက်ရှိပါတယ်တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတာရှိပါတယ်အဲတိုက်ပွဲတွေဖော်ဆောင်နိုင်မှုအတွက်လည်းတပ်ဖွဲ့တွေအများအားကြိုးစားနေကြတယ်အဲ့တော့တပ်ဖွဲ့တွေဒါပြည့်ပြည့်စုံစုံနဲ့တိုက်ပွဲဝင်နိုင်မှုအတွက်ကိုလည်းကျွန်တော်ပြည်သူတွေဝိုင်းဝန်းပြီးတော့ပံ့ပိုးကြမယ်တခုရှိတာကပေါ့နော်ကျွန်တော် ိုယ်နိုင်ငံကလွဲလို့တော့ဘယ်နိုင်ငံမှတော့နေလို့အဆင်ပြေနိုင်ကြတော့အကြောင်းမရှိဘူးပေါ့လေနော်အဲဘယ်သူပဲဖြစ်ဖြစ်တခြားနိုင်ငံမှာဘယ်လောက်ပဲအဆင်ပြေပြီးအဲကိုယ်နိုင်ငံကိုတော့ပြန်ပြီးတော့လွှမ်းဆိုကြတာပဲပေါ့နော်အဲကြောင့်ကျွန်တော်နိုင်ငံကျွန်တော်မိမိဒါလွတ်မြောက်ဖို့အတွက်ကျွန်တော်နိုင်ငံမှာရှိတဲ့နိုင်ငံသားတွေလွတ်မြောက်ဖို့အတွက်ကတော့ဒီစနစ်စုံအမြန်ဆုံးပြောက်ွယ်သွားဖို့ကျွန်တော်စူးစမ်းမှာဖြစ်တယ်အဲ့တော့ဒီအာဏာရှင်တွေအမြန်ဆုံးပြောက်ွယ်ဖို့အတွက်ကိုဒီဒေါ်လာရင်းအောင်ဖို့ရည်ကြည်ပါတယ်ဒေါ်လာရင်းအောင်ဖို့အတွက်ကိုလည်းတနေ့တော့ဝိုင်းပြီးတော့စူးစမ်းပြေးကြပါအောင်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျာ ။ဟောလာမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးကိုတော့ကျွန်တော်လည်းပဲသုံးသပ်လိုက်ပါရစေ။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတင်ပြပြီးကျွန်တော်ရဲ့ကိုကျေဘလူးချန်နယ်လေးကိုလိုက်ရန်စကမ်လိုလန်လန်စကရဘီဘေးအခွန်နေရာချင်းတက်လာများပြီးတွင်သတင်းအားလုံးကြည့်ရှုနားဆင်ရရဖြစ်ပါရစေ။ဒီချန်နယ်လေးမှာကတော့မနေ့7နှစ်ကွယ်သတင်းနဲ့ည7နှစ်ကွယ်သတင်းဒီနေ့2ချိန်တင်ပြပေးလို့ဖြစ်ကြောင်းဒီနေရာကနေပြီးတော့တက်မှန်ကြောက်ကြရင်လည်းပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။